ကျွန်တော်တင်တဲ့အကြောင်းပါဆိုတော့ဒါလူများအကြောင်းကလူများသမီးစားကိစ္စကိုယ်နဲ့မဆိုင်ဘူးလေဘာလို့ကျွန်တော်ကျွန်တော်အင်နာရဲ့ပုံကိုအပိစတူကယူသုံးတာလဲပြီးတော့နံပါတ်တွေဘာလို့ခေါင်းစဉ်တွေပြောင်းလျှောက်တတ်တာလဲအဲ့ဒါရင်မလုပ်ရဘူးလေဟဲ့လားကျွန်တော်ကကိုယ့်ဘာကိုနေတဲ့လူတွေကွာစိတ်မကောင်းလေကိုကပြင်ကိုရှင်းရတယ်မဟုတ်ဘူးကို့မိသားစုထဲမှာရှင်းရတယ်ချို့နေရအမျိုးတွေချို့ကို့မေရပြသူ့ဖွားရေပေါ့နော် ဟဲ့ဟောမနေ့တူမအဲ့လိုယုံနေ့တူမဘာဖြစ်လဲအမေအဲ့လားခလေးနဲ့မဆိုင်လို့လေမင်းမင်းမပိုင်ဘဲသွားလို့လေပေါက်ကေရှောက်ပြီးတော့လူများတည်တူတည်ပေးမားတဲ့ရေးတဲ့ဟာတွေကိုအာရုံထားစရာမလိုဘူးလေလို့အဲကို့မေးတဲ့ခါကျရင်လည်းကိုမဟုတ်ဆိုတာပြလိုက်ပေါ့လို့ဒါပဲပေါ့နော်ဒါပေမဲ့လူများကတော့လူများနာမည်လေးလူများဟာတွေမပြောနဲ့ပေါ့လို့ဒါကတော့ဟိုဒါပေမဲ့ကို့ကတော့လာပြီးတိုက်ရိုက်တွေလာပြီးတော့မစင်ညာတွေကောင်းမဲ့ဒီမှာဆိုတော့တမျိုးကြီးလေတိလဘာမှမဟုတ်တဲ့အကြောင်းအရာယူပေါ့နော်အမောညမထွေးရတော့ဒါကျွန်တော်တို့ဒါရုပ်ရှင်ကားဆိုတော့ ရုပ်ရှင်ပုံစံတိုင်းပေါ့လာကြည့်တယ်အားပေးတယ်ဝင်းရံတယ်အဲဘယ်လိုလေးရိုက်ထားတယ်ဘယ်လိုလေးရင်ခွန်ရမယ်ပေါ့နော်ပါတဲ့နုပညာရှင်အားလုံးကလည်းအဲကိုယ့်ရဲ့အသိမိတ်ဆွေတွေယူပဲဆိုတော့လေဒါအားပေးတာအဓိကတော့ကိုညူလည်းဖိတ်တယ်နောက်တော့မြားလည်းဖိတ်တယ်ပေါ့နော်အဲဆိုတော့လာကြည့်ဖြစ်တာပေါ့နော်ဟုတ် တိုက်တူတယ်လေကိုညိုတို့ကျွန်တော်တို့ကဘယ်လိုတိုက်တူလဲဆိုကိုညိုကလည်းသူ့ရဲ့ဟို professional လမ်းကြောင်းမှာသူကဘယ်သူနဲ့မှမတူအောင်သူ့ရဲ့ trend သူ့ပုံစံနဲ့တကွာလာလုံးဝမတူသူတကားရရင်တကားဘယ်သူနဲ့မှမတူအဲ့လိုပဲကျွန်တော်လည်းကိုယ့်ရဲ့ trend ဘယ်သူနဲ့မှမတူကိုတည်တာပထမသူတည်တဲ့သူ့ရဲ့ရုပ်ရှင်သူရိုက်တဲ့ character တခုမှသူတည်တာပထမလောက်တာကိုယ်လည်းကိုယ်လောက်တဲ့နေရာမှာကိုတည်တာပထမဆိုတော့သွားတူကြတယ် character တွေမတူဘူး fashion တွေမတူဘူးဒါမဲ့သွားတဲ့လမ်းကြောင်းကကိုယ့်ပုံစံနဲ့ကိုယ်သွားဘယ်သူလူများကိုဟိုကမလောက်ပါတော့เนาะအဲဟုတ် take off. ရှိတာပေါ့ကျွန်တော်တို့ကိုညိုတဲ့အရင်ချင်းနေတာပဲဒီ day teacher one day อ่ะစရိုက်မယ်ဆိုတော့ကျွန်တော်တို့ပါတယ်ပေါ့နော်နောက်ပိုင်းကျတော့ခက်ခဲလို့ဆိုညောင်တခုကြောင့်မရိုက်ခင်ခဲ့ကြဘူးအရင်စီတယ်ရန်ကြီးတယ်ကိုညိုကိုယ်တိုင်လည်းခေါ်ပြီးရိုက်မယ်ပြောထားရတယ်ဒါပေမဲ့မရိုက်ခင်ခဲ့ဘူးကျွန်တော်စိတ်မဆိုးဖိတ်တယ်ကျွန်တော်အားအားရင်သွားတယ်အဲ့အခုဒီကွဲမှာဆိုလည်းကိုကိုရင်မပါတဲ့ကားတွေကျွန်တော်တို့ဆိုရင်ဒါကိုမပါတဲ့ကားဆိုတော့တော်တော်သိပ်မသွားဖြစ်ကြဘူးသွားလည်းမသွားဘူးဒါပေမဲ့ဒါကြောင့်ကိုညိုကားကျတော့အားပြရမယ်ဝင်ရရမယ်ဟိုကြိုက်တယ်ပေါ့နော်ကြိုက်တယ်သူပုံစံနောက်ပြီးတော့အနုညာဆိုတာကိုကိုခေါ်ရင်မှခေါ်မရမှာကိုကိုခင်းကိုချစ်လို့ ဖိတ်တဲ့ခါကျရင်အားတဲ့ခါကျရင်တက်ကြတာအဲ့ဒါဒီညမတွေ့ရဆိုတာလေတိုက်တယ်မာရင်းရောက်တော်တော်လေးကလှတယ်ဗောဘာလဲဗောကိုရီးယားစက်နေရဒီညထွက်တဲ့လူတွေဆိုတော့သူကညမထွက်ရဆိုကိုယ်မထွက်ရလို့ပြောတယ်ဘာဘာမထွက်ခိုင်းတော့ကြည့်ဦးမှာဗောဟောဒါတော့အသိချူချူမဟုတ်ပါဘူးဟိုရှေ့ပြောရရင်ဟိုဟာကျွန်တော်တို့ကဟိုကိုယ့်ကကိုအေးစင်းနေတဲ့လူတွေဗောနော်အဲ့ကျွဲ့ဟိုချို့ချို့ဟိုတချို့နေရာတွေချို့ဟာတွေကဘာမှမဟုတ်ဘဲနဲ့ကိုရီးကိုဆွဲထည့်တာတို့ကိုယ့်ပုံယူသုံးတာတို့ ပြောရရင်ကွာမီဒီယာစစ်ကအင်တာဗျူးထားတဲ့ပုံတွေဗီဒီယိုဖိုင်တွေရှိတယ်အဲ့ဒါတွေကကျွန်တော်တို့ရဲ့လူပညာလူရှောင်မှုကကျွန်တော်တို့ဖြေထားတာပြောတာအဲ့ဒါတွေကိုတချို့မီဒီယာအစ်စ်တွေကိုတောင်မှမငဲ့ဘူးမီဒီယာစစ်တွေဟာကို copy ယူပြီးတော့မီဒီယာပေ့တူတွေပေါ့အဲ့ဒါလူမျိုးတွေကနေပြီးတော့ဒါဟိုပေါ့ဟိုမဟုတ်တဲ့တည်င်းတော်တော်များများရှိတယ်ပေါ့နော်ဥမာပဲဟိုတရာမှာ80လောက်ကဟိုသူတို့ပစ်တက်ဖို့အတွက်ဟို နည်းနည်းလေးကိုကာပြီးအခြေကြီးတွေချိန်ပေါက်ကဲရှောက်ကြီးကြတာအဲ့လိုပေါ့နော်အခုဆိုရင်လည်းကျွန်တော်တင်တဲ့အကြောင်းပါဆိုတော့ဒါလူများအကြောင်းကလူများသမီးစားကိစ္စကိုလည်းမဆိုင်ဘူးလေဘာလို့ကျော်ကျော်အင်နာရဲ့ပုံကို RPS2 ကယူသုံးတာလဲ ပြီးတော့နံပါတ်တွေကခေါင်းစဉ်တွေပြောင်းရှောက်တက်တာလေအဲ့ဒါရေမလောက်ရဘူးလေဟာကျွန်တော်ကကိုးပါဘူးနေတဲ့လူတွေကွာအာကလေးဆိုလဲဒါဒါဒါပြောပြရလေကလေးဆိုလဲအခုရုပ်ရှင်တွေဗီဒီယိုသူတောက်ရှောက်ရတဲ့အချိန်ကကျွန်တော်ပါတယ်မပိုင်သူ့ဖားရေးပါဟာညဘက်ဆိုတော့မှသူတယောက်တည်းလဲပေးမထွက်ဘူးနေကိမလဲပေးမထွက်ဘူးအဲ့လိုမျိုးလူမျိုးဆိုတာဟုတ်ကဲ့ရှောက်ရတဲ့ခါကျစိတ်မပြေဘူးလေကလေးဆိုရမ်းစိတ်ထိခိုက်တာပေါ့နော်အဲ့လိုမျိုးလေဟာအဲ့ထားလိုက်ပါလို့ဒါကကိုကအဓိကဘယ်သူကလဲမထိခိုက်စေချင်ဘူးကိုဒီလိုမျိုးမဟုတ်ဘူးဆိုတာတော့ ိုယ့်ရဲ့ Facebook မှာတော့ရေးထားမှာဒါဆိုကိုယ့်ရဲ့ fan တွေကိုယ့်ရဲ့ပရိသတ်တွေကအထင်လဲဝိုင်းဒါသိခါပိုင်းနဲ့ဆိုင်နေတယ်ဒီနော်ဆိုတော့ဟိုဘယ်သူမှမအောင်မှာပြောတာမဟုတ်ဒီ page studio ကိုပြောတာကျွန်တော်တို့ကဟုတ်ကဲ့နည်းကလူတွေဒါတကယ်ပေါ့နော်အကျန်အကျန်လူတွေအာတချို့လူတွေအာတကယ်ဟုတ်ပြီလားဥမာဥမာပြောမပြောအောင်ဆိုတော့မင်းသမီးတယောက်ဟဲ့တေးွားပြီလို့ရှောက်ပြီးဟာတကယ်တေးွားပြီလားဆိုကိုယ်တွေ့နော်ဟဲ့အာမင်းမီးကတေးွားပြီမဟုတ်ပါဘူးတချို့ page တွေကရေးတာပါပေါ့ကဲအဲ့ဒါတော်တော်ဟာလည်းမယုံကြပါနဲ့ပေါ့နော်ချင့်ယုံပေါ့အဲ့လိုတော့ပြောရတာပေါ့ စိတ်မကောင်းလေကိုကပြင်ကိုရှင်းရတယ်မဟုတ်ဘူးကို့မိသားစုထဲမှာရှင်းရတယ်ချို့နေရအမျိုးတွေချို့ကို့ဖွားကို့ကို့ဖွားရတော့ sorry ကို့အမေရပြသူ့ဖွားရေပေါ့နော်ဟဲ့ဟိုမှာနေတူမအဲ့လိုယုတ်နေတူမဘာဖြစ်လဲအမေအဲ့လားခလေးနဲ့ဘာဆိုင်လို့လဲသူတို့ကသူခလေးကိုရှောက်ပေါက်ကဲရှောက်ယူကြတာလေခလေးနဲ့မဟုတ်အမေလည်းမေးတဲ့အတိုင်းပဲမေ့မိရောအမေအမေမပိုင်ဘယ်သွားလို့လဲပေါက်ကဲရှောက်ယူတော့လူများတည်င်းတူတည်င်းပြေမားတဲ့ရေးတဲ့ဟာတွေကိုကအာရုံထားစရာမလိုဘူးလေလို့ အနုပညာလုတ်လုတ်တယ်ဆိုတော့ဒီမှာလူတွေကတချို့ချစ်တဲ့လူရှိတယ်မုန်းတဲ့လူရှိကြတာပဲလीเนาะဟိုကျွန်တော်ပြအနုပညာနဲ့ပတ်သက်တာကိုဆဲလို့ရတယ်ဘာမှမဟုတ်တဲ့ဟိုဟိုကျွန်တော်ဘယ်လိုပြောမလဲတိတ်ခါပိုင်းနဲ့ဆိုင်တဲ့ဟာကြီးတော့ကျွန်တော်တို့ကလက်မခံဘူးเนาะဟုတ်တယ်သူစိတ်ညစ်တဲ့ခါကျရင်ဘာလဲသမီးတွေလုံးတော်မလုံးချင်တော့ဘူးဒီအော်ကိုကဒီမှာဟိုသွားနေတဲ့လမ်းကလမ်းရှောင်နေပြီပဲမလုံးလို့တော့မရဘူးကိုမဟုတ်တာမဟုတ်တာပဲပေါ့ အဲကိုမေးတဲ့ခါကျရင်လည်းကိုမဟုတ်ဆိုတာပြလိုက်ပေါ့လို့ဒါပဲပေါ့နော်ဒါပေမဲ့လူများကတော့လူများနာမည်တွေလူများဟာတွေမပြောနဲ့ပေါ့လို့ဒါကတော့ဟိုဒါပေမဲ့ကိုကလာလာပြီးတိုက်ရိုက်တွေလာပြီးတော့အမစင်ညာတွေကောမက်ဒီမှာဆိုတော့တမျိုးကြီးလေးတိလာဘာမှမဟုတ်တဲ့အကြောင်းအရာယူပေါ့နော်အဲအကြောင်းရှိတာပေါ့ဥွေရှိတော့လေမစင်ညာတွေလာမေးကြတယ်ပြီးတဲ့ခါကျအာအပို့စ်တွေရဲ့ကောမက်အောက်တွေမှာ လိုက်မှန်းကြတာပေါ့နော်အဲ့ဆိုအတက်နိုင်ဆုံးကကျွန်တော်လိုက်ပြောတာပေါ့ဘာကြီးလျှောက်ကလစ်မစီမဆိုင်လျှောက်ပြီးနေကြရတယ်ပါညာကအဲ့တုပ်ပုံကြီးတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်လူကတော့အမားတော့ရှိကြမှာဒါပေမဲ့အအမားရှိတဲ့ပုံမှာအကောင်းဆုံးဖြစ်အောင်အမားမရှိအောင်ကျွန်တော်ကထိန်းချောင်းရတာကိုအခုလူရထင်မှာအတူလေးရလိုက်ရှုပ်နေတယ်မဟုတ်ဘူးသူ့လေးရှိရဘလူးကြီးရှိလို့တော်တော်ကလူကနာမည်မဖြတ်သွားနိုင်တာသူဆိုဖြတ်သွားမဲ့လူကအများကြီးဒီဟုတ်လားပြောစညာငဲတယ်လေဘာလို့ကျွန်တော်တို့ရဲ့ဘဝလေးတွေကဟိုရန်ကုန်မှာကြီးရန်ကုန်မှာမွေးလာတာမဟုတ်ဘူးနေမာနေတဲ့နေမာကြီးတယ်ဆိုတော့ ဟိုဟိုနဲနဲမှာရှိတဲ့လူတော်တော်များများဟာဘာပဲဖြစ်ပေါ်ကျွန်တော်တို့ဟိုမြို့ကလူတွေအထက်ကိုဟိုနည်းနည်းလေးတော့ဟိုစိတ်သက်ခွန်အားလေးတွေတခါကြိုက်တိမ်ငယ်တာရှိတယ်အဲတခါကြိုက်ရင်တိတ်ဟိုအမြင်မကျဲခဲ့ရတာရှိတယ်အဲ့ဒါဆိုတော့ဟိုဒီဟိုမြို့ပေါ်ကိုရောက်တဲ့အခါကျတော့ဘာပြောဟိုဘယ်လိုပြောမလဲဟို နည်းနည်းလေးဆိုကျွန်တော်တို့မှာ sensitive ဖြစ်တယ်ပေါ့နော်အဲ့လိုကိစ္စလေးသိခါပိုင်းဆိုင်ရာဆိုတော့နည်းနည်းအထူးမြကန်နိုင်ပေါ့ဒါကတော့ပထမဦးဆုံးဖြစ်တာပေါ့ဒါ miss grand ကဖြစ်တဲ့ဟာလေးကြတော့ပေါ့ပေါ့ပါပါပေါ့ဒါကတော့အလုံးနဲ့ပတ်သက်လို့ဒါအလုံးမဟုတ်ဘဲနဲ့ဟို personal ပေါ့ဟိုဘာမှမဆိုင်တဲ့အကြောင်းအရာလေးသိခါပိုင်းဆိုင်ရာဆိုတော့သူရှက်တာပေါ့ဆွဲရတဲ့လူဆိုရင်တော့ဟိုပေါ့ပေးတူတွေပဲပြောချင်တာပါကျွန်တော်ဘူးမှတော့ပြောချင်ပါဘူးပေးတူတွေက pocket ရှောက်ပြီးတော့ဟိုပုံတွေတုံးနာမည်တွေတုံးအဲ့လိုမလုပ်ကြပါနဲ့လို့နော်ဟိုဒီမြင့်နာမည်ကြီးမှုတစ်ခုနဲ့ လုပ်လို့ရပါတယ်ကျွန်တော်ဆိုရင်ဘာလို့နာမည်မှဘာလို့မှမသုံးနေကျွန်တော် five ရှင်းနေတဲ့အချိန်နဲ့အမှုပညာလုပ်ရင်လည်းကျွန်တော်နာမည်ကြည့်အောင်လုပ်တာပဲလीနော်အဲ့လိုလုပ်အဲ့လိုလုပ်စေချင်ပါတယ်တချို့ page studio ဟိုအဓိကတော့အမှုပညာလုပ်လုပ်တယ်ဆိုတာအတမ်းမဲ့လူတွေထဲကိုစိတ်တဲ့ခိုင်မာပါတယ်ပြီးတော့လူတွေကဟိုဘယ်လိုပြောမလဲဟိုချစ်တဲ့လူရှိရင်မုန်းတဲ့လူရှိရယ်အဲ့ဒါကိုကိုကချစ်ချင်းတရားမေတ္တာတရားတွေထားပြီးတော့ဘသူပါပြောပြောဟိုကိုသွားခြင်းနဲ့ပန်းနိုင်တခုကိုအကောင်းဆုံးဖြစ်အောင်သွားတာအကောင်းဆုံးပါပဲလို့ကျွန်တော်လည်းအတိုင်းပဲသွားတာပါဟုတ်